မနမိုးလင်းလို့ရေနဲ့မျက်နာထိပြီဆိုတာနဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုကိုးကွယ်ပါ၏ဓမ္မံတရဏံကိစ္ဆာမိတရားကိုကိုးကွယ်ပါ၏တန်ခံတရဏံကိစ္ဆာမိတန်ခါကိုကိုးကွယ်ပါ၏ဆိုပြီးတော့တရဏဂုံ၃ပါးကိုစောက်တည်လိုက်ပါပြီးလို့ရှိရင်တော့ဟောဒီရေကလေး အေးမြသလိုပဲအေးချမ်းသလိုပဲဒီနေ့မင်းကျမ်းမာချမ်းသာပါစေဘိုးဘွားညီကိုမောင်နှမတွေနဲ့တတဝါတွေအားလုံးကျမ်းမာချမ်းသာကြပါစေဆိုပြီးတော့မေတ္တာပို့လိုက်မယ်မိမိဆိုလို့ရှိရင်တော့ငါဤကိုမာရှိနေတာယုံရှားပွဲတွေကြီးပါတကားဆိုပြီးတော့အတုပဘာဝနာပွားများလိုက်မယ် ပြီးပြီဆိုရင်ငါဟာမနေတော့ကမတည်သေးတဲ့အတွက်ကြောင့်ဒီနေ့အသက်ရှင်နေရတာဖြစ်တယ်ငါဒီမုတ်ချတရားမိငါဒီမုတ်ချတရားမိဆိုပြီးမရဏနုဒတိပွားများလိုက်မယ်ဒါဆိုလို့ရှိရင်မနတ်မိုးလင်းတဲ့အခါမှာကုသိုလ်၄မျိုးနဲ့ဘဝကိုအစာပြူလိုက်တာဖြစ်ပါတယ် ားလုံးပဲကျန်းမာချမ်းသာကြပါစေ